တူးရောင်ရွှေငါပွဲကိုစန့်ကျင်တဲ့လူငယ်သုံးကို ထောင်နဲ့နှစ်၄၀ကျော်ချမှတ်ခဲ့ပါတယ်။စကောင်စီကသူတို့ပြုလုပ်တဲ့အတူးရောင်ရွှေငါပွဲကိုစန့်ကျင်လို့ဆိုပြီးလူငယ်သုံးကို ထောင်နဲ့နှစ်၄၀ကျော်ချမှတ်ခဲ့ပါတယ်။ရွှေငါပွဲကိုစန့်ကျင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖန်စီခံလာရတဲ့ကိုရန်နိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထုကိုထောင်နဲ့၄၉နဲ့မရမင်းတက်ကိုထောင်နဲ့၄၂နှစ်ကြာခံမှုစစ်ကောင်စီတရားရုံးကမနေ့ကအမိန့်ချမှတ်ခဲ့ပါတယ်။ ကိုရန်နိုင်ကြီးဝင်ကိုအောင်ရဲထွန်းနဲ့မယမင်းသက်တို့ကိုလိုင်းသားရအရှိဝိုင်းမြို့နယ်တရားရုံးမှာစစ်ကောင်စီရဲ့ရေကောက်ပွဲဥပဒေပုံမှ23ကကြီးနဲ့တရားစွဲဆိုခဲ့တဲ့အမှု9မှုအတွက်အလုံကျန်းတဲ့ထောင်နဲ့9နှစ်ကိုတီးခြားစီချမှတ်ခဲ့ပါတယ်။ဒါပြင်လိုင်းသားရအနောက်ပိုင်းမြို့နယ်တရားရုံးကလည်းကိုရန်နိုင်ကြီးဝင်နဲ့ကိုအောင်ရဲထွန်းတို့ကိုရေကောက်ပွဲဥပဒေပုံမှ23ကကြီးနဲ့အမှု9မှုအတွက်အလုံကျန်းတဲ့ထောင်နဲ့9နှစ်စီတီးခြားစီချမှတ်ခဲ့ပါတယ်။ မရမင်းသက်ကိုတော့အလုတ်ကျန်းနဲ့ထောင်နာခုနှစ်နှစ်ထက်မှန်ကြာခံမှုအမိန့်ချခဲ့ပါဗျ။အဲ့ဒီလူငယ်သုံးဦးကိုရှစ်ပြည်သားအင်းစိန်နိုင်သာမြို့နယ်တွေမှာတရားစွဲဆိုထားရသူလည်းကြမ်းရှိနေသေးတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အတူရောင်ယူကောက်ပွဲကိုဆန့်ကျင်ကက်ကွက်တယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့စက်တင်ဘာလ18ရက်နေ့မှာအသက်24နှစ်ရွယ်ကိုအောင်ရဲထွန်းနဲ့အသက်23နှစ်ရွယ်ကိုရန်နိုင်ကြည်ဝင်းတို့ကိုနေရင်ထိသွားရောက်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ကိုရနိုင်ကြည်ဝင်းဟာ2021ခုနှစ်တုန်းကလည်းစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့်ဖမ်းဆီးခံခဲ့ရပြီး2023ခုနှစ်မှာပြန်လည်လွတ်မြောက်လာခဲ့သူပါ။ကိုရနိုင်ကြည်ဝင်းရဲ့အမွန်ညီကိုဖြစ်တဲ့ကိုရနောင်ကြည်ဝင်းဟာလည်းစစ်အာဏာရှင်စနစ်စန့်ကျင်လှုပ်ရှားမှုတွေကြောင့်ဖမ်းဆီးခံခဲ့ရပြီး2023ခုနှစ်မှာပြန်လည်လွတ်မြောက်လာခဲ့က2024ခုနှစ်မှာတော့ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပါတယ်။လရှိမှာရွေးကောက်ဝယ်ဥပဒေနဲ့ဖမ်းဆီးခံရတဲ့သူတရာကျော်ရှိလာပြီဖြစ်ပြီးအရေးတော့ကလည်းတနည်းတခြားများပြားလာပါဗျ။ စီကောင်စီကရွေးကောက်ပွဲဥပဒေကိုလက်နက်တပ်ဖွဲ့အသုံးချနေရလို့မြန်မာအင်တာနက် project MIB ကနိုဝင်ဘာလ16ရက်နေ့မှာသတင်းထုတ်ပြန်ထားပါသေးတယ်။ဒီကနေ့နိုဝင်ဘာလ16ရက်နေ့ကလည်းပဲခူးတိုင်းအုပ်ရင်းမြို့နယ်မှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နဲ့ဆိုင်ခဲ့ချင်းတိုက်မိခဲ့တဲ့အမျိုးသားတအုပ်ဟာရွေးကောက်ပွဲဥပဒေနဲ့အရေးယူတာခံခဲ့ရပါသေးတယ်။ဤကြီးရဖုန်ကြီးကြောင့်ကိုစီကောင်စီကဂျာယူကော်ပလာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ စီကောင်စီကဒီဘေးမြို့နယ်ရင်ကျေးရွာမှာရှိတဲ့တောကြောင်ဖုံးတော်ကြီးကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စီကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကလည်းတက်လာတဲ့ဂျာရူကွန်ပျူတာ၃စီးဟာဒီဘေးမြို့နယ်ရှေ့ချမ်းကရင်ကျေးရွာကိုဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်7:40မိနစ်ကျော်လောက်မှာပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒီဘေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ရင်ကျေးရွာကတောကြောင်ဖုံးတော်ကြီးကျောင်းနဲ့ကာလစည်းပျက်စီးခဲ့ပါတယ်။ ဒီဘေးအရှိချာစီကောင်စီရဲ့လင်းရင်လမ်းကြောင်းအောက်မှာရှိနေပြီးအမဲလိုလိုလေးချောင်းကနေကင်းထောက်ခံနေရတာပဲဖြစ်ပါတယ်။အခုဘုံကျဲခဲ့တဲ့တောချောင်းဖုန်ကြီးချောင်းကိုစီကောင်စီက2021ခုနှစ်ဇွန်လတုန်းကလည်းဝင်ရောက်ဖျက်ဆီးခဲ့ပါသေးရဲ့။ညစကောင်ရံမှာစစ်တပ်ကဘုံကျဲလို့ပြည်သူလေးဦးတည်ဆုံပြီး10ဦးထက်မနည်းတန်းအောင်ရခဲ့ပါတယ်။မကွေးတိုင်းမြန်မြို့နယ်မြောက်ပိုင်းကကံကြီးကြီးရော်ကိုစစ်ကောင်စီကညစကောင်လူအိတ်ချိန်မှာဘုံကျဲခဲ့တာကြောင့် နေဦးတိဆုံပြီး10ဦးကျော်ထဏ်ရာရရှိခဲ့ပါတယ်။စကောင်စီက Jet Fighter နဲ့နိုဝင်ဘာလ19ရက်နေ့ညတကောင်ရံ12နာရီခွဲကျော်လောက်မှာပေါင်300ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့အညာမီတပ်ပေါင်းစုကဆိုပါတယ်။စစ်ကောင်စီကျဲချခဲ့တဲ့ပုံဟာကံကြီးရွာအလဲတဲတဲကိုကြားရောက်ပောက်ကွဲခဲ့ပြီးကျောင်းသား2ဦးအပါအဝင်ပြည်သူ4ဦးထိမှန်သေဆုံးခဲ့ရပါတယ်။တေဆုံးခဲ့ရတဲ့သူတွေဟာမောင်ခန့်စဉ်ကို19နှစ် မောင်စွမ်းကန်နိုင်15နဲ့ဦးစိုးထွန်း56နဲ့ဦးလာနိုင်42တို့ဖြစ်ပြီးမောင်ခန့်စင်ကူနဲ့မောင်စွမ်းကန်နိုင်တို့ဟာညီကိုတွေပါ။ဒါပြင်ခိကိုက်တရာရသူတွေထဲမှာသူတို့ရဲ့မိဘတွေလည်းပါဝင်ပါတယ်။ပုံဟာကြေးရွာအလဲတက်တဲ့ကိုကြားခဲ့ရာကြောင့်လူနေရင်12လုံးပျက်စီးခဲ့သလို၄ဦးလည်းတရာရရှိခဲ့ပြီး6ဦးမှာစိုးရင်ရတယ်လို့သိရပါဗျ။နိုဝင်ဘာလဇန်ကရေကစစ်ကောင်စီကပေါင်မြို့နယ်နဲ့မြိုင်မြို့နယ်ကို အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရကြောင်းဒေသခံတောင်းတဲ့ချီဟာဘေးလွရာကိုထွက်ပြေးတန်းချောင်းနေရပါတယ်။ဒါအပြင်စစ်တပ်ကကြေးရော်တွေကိုမိရှုဖျက်ဆီးရလေကြောင်းကနေဘုံကျတာအပြင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေပါတယ်။ဤဒေသနိုင်ငံကိုတရုတ်ထောင်လန်းတွေချင်းကပ်နေရလို့ MI5 တတိပေးပြောကြားလိုက်ပါတယ်။ ြည်ထိုင်နိုင်ငံကိုလူမှုကွန်ရက်တွေကနေတဆင့်တရုတ်ထောက်လှမ်းရေးတွေချင်းကပ်နေကြရလို့ပြည်ထိုင်လုံခြုံရေးနဲ့တံပြန်ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MI5 ကသတိပေးပြောကြားလိုက်ပါတယ်။အလုတ်ကန်ရှာဖွေဖို့အတွက်လူများအသုံးပြုနေကြတဲ့လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ LinkedIn ကနေတဆင့်ပြည်ထိုင်နိုင်ငံရဲ့အချက်အလက်တွေကိုစုဆောင်းနေရပါ။အလုတ်ကမ်းလန်းသူတွေဟာတရုတ်နိုင်ငံတွင်အခြေဆိုင်တဲ့အမျိုးသမီးငယ်တွေဖြစ်လေရှိပြီးလာစာယူရို2000တန်ချိန်မှအလုတ်တစ်ခုဖြစ် LinkedIn ကနေတဆင့်ကမ်းလန်းကြရပါ ဒီလိုချင်းကလာသူတွေဟာပြည်ထိုင်နိုင်ငံရဲ့နိုင်ငံရေးစက်မှုလုပ်ငန်းစီးရဲနဲ့ဤပညာဆိုင်ရာလိုအပ်ချက်တွေကိုရှာဖွေနေကြတာလို့သူကပြောပါရယ်လက်တလုံးမှာတော့ပြည်ထိုင်နိုင်ငံရေးသမားတွေလွတ်တော်ကိုယ်စားလှယ်တွေကိုထပ်မံချင်းကလာတဲ့အတွက် MI5 ဘက်ကလှုပ်ရှားလာတာပါရှယ်လီရှန်နဲ့ MNR2 ဆိုတဲ့အမျိုးသမီးငယ်၂ယောက်ဟာပြည်ထိုင်နိုင်ငံလွတ်တော်ကိုယ်စားလှယ်တွေသူတို့ရဲ့လက်အောက်ကဝန်ထမ်းတွေစီးပွားရေးပညာရှင်တွေစသဖြင့်သူတို့အတွက်သတင်းအချက်အလက်ရင်းမြစ်ဖြစ်လာနိုင်သူတွေကိုအကြိမ်ကြိမ်ချင်းကပ်ခဲ့တာတွေရှိနေတဲ့အကြောင်းပြည်ထိုင်ထောက်လိုင်းရေးဘက်ကပြောဆိုသွားပါတယ် တစ်ဖက်မှာလည်းတိတိန်အစိုးရဟာတရုတ်ထောင်လိုင်းကိုကန့်သက်လျှော့ချနိုင်မှုအတွက်လင့်ကင်နဲ့ညီနိုင်ပြောဆိုမှုတွေစပြီးလှုပ်ဆောင်နေပါတယ်။ဆူဒန်ပြည်တွင်းစစ်ကိုဂျာဝင်ဖြည့်ရှင်းမယ်လို့ဒေါ်နယ်ထရန့်ပြောကြားသွားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်က Sorry အင်ရှိမင်းသားမိုဟာမက်ဘင်ဆယ်မန်ရဲ့တောင်းဆိုချက်အရဆူဒန်ပြည်ပခါကိုဝင်ရောက်ဖြည့်ရှင်းပေးမယ်လို့ပြောဆိုသွားပါတယ်။ဒီလိုကြောင်ဝင်မှုပြုလုပ်မယ်ဆိုတဲ့ပြောဆိုချက်ကိုပထမတစ်ကြိမ်ဝါရှင်တန် DC မှာကျင်းပတဲ့ Sorry ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာပြောခဲ့တာရှိပါတယ် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကလည်းဒူဘိုင်ဆိုင်နဲ့လူမှုကွန်ရက် platform တစ်ခုဖြစ်တဲ့ True Social ကနေထပ်မံပြောဆိုခဲ့တာပါဒီကမ္ဘာလုံးကအာရဗ်ခေါင်းဆောင်တွေအထူးသဖြင့်တော့သူတို့ထဲမှာမှလူအများလေးစားကြတဲ့ Saudi Arabia အင်ရှိဆန်မင်းသားပေါ့သူတို့တွေကကျွန်တော်ကိုအမေရိကန်တမန်ရရဲ့ဩဇာအာဏာကိုအသုံးပြုပြီးဆူဒန်မှာဖြစ်နေရတာကိုချက်ချင်းတားဆီးရဆိုင်ပေးပါလို့တောင်းဆိုသွားကြတယ်လို့တမန်ရထရန့်ကအေးသားဖော်ပြခဲ့ပါတယ် sorry အင်ရှိဇာနဲ့စကားပြောပြီး나ယူဝတ်အတွင်းမှာပဲသူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းမှုလုပ်ငန်းတွေအကောင့်ထဲပေါ်နိုင်မှုစကြိုးစားနေပြီလို့ဖော်ပြထားပါတယ်။ဆူဒန်ပြည်ပခတ်ကိုဖြေရှင်းမှုအတွက် sorry နဲ့တခြား Arab မိတ်ဖက်တွေနဲ့လက်တွဲပူးပေါင်းသွားဖို့ရှိရလို့ Donald Trump ကပြောပါတယ်။ဖာကန်မှာရွေးကောက်ပွဲကိုဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ကချင်ပြည်နယ်ဖာကန်မြို့မှာအာဏာသိမ်းစစ်ကောင်မရှင်ကဥဆောင်ကျင်းပမယ့်ရွေးကောက်ပွဲပေါ်ဆန့်ကျင်ကြောင်းလူမှုလှုပ်ရှားမှုကိုဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တင့်မဲဖြင့်တရားဝင်သူတက်ခွင့်မပေးနဲ့ဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမဲပေးနဲ့တပိမ့်မှာအာဏာရှင် လုပ်တဲ့ဒီမိုကရေစီပြောင်းလဲဆိုတာဖာကောင်းကလုပ်တဲ့ပြည်ထောင်စုပေါက်ပြောင်းရင်လိုပဲဖြစ်လိမ့်မယ်။ဆတဲ့စာတန်းတွေကန်ဆောင်ပြီးစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဖာကန်လူလူတို့ချို့ကဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ဒါအပြင်မြန်မာတနိုင်ငံလုံးကပြည်သူတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကလည်းတရားမဝင်တူရောင်ရွှေကောက်ဘွဲကိုအတိမတ်မပြုကြဘဲဝိုင်းဝန်းဆန့်ကျင်ကြဖို့တောင်းဆိုခဲ့ကြတယ်လို့ဆိုပါရယ် စစ်ကောင်စီကရွေးကောက်ပွဲကိုအပိုင်း၃မှခွဲပြုလုပ်မှာဖြစ်ပြီးဖားကိုင်မှုနယ်ကတော့ရွေးကောက်ပွဲအပိုင်း၃မှာပါဝင်နေတာဖြစ်ပါတယ်။စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာဖားကိုင်မျိုးကနေတိုင်းလိုင်ရှမ်းနီမျိုးသားများဖွံ့ဖြိုးရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။အန်ယူဂျီနိုင်ငံသားရေးဝင်ကြီးနဲ့အော်စတြေးလျနိုင်ငံသားရေးဝင်ကြီးပြေဆုံခဲ့ကြပါတယ်။အနုဒန်းညွေအစိုးရ NUG နိုင်ငံသားရေးဝင်ကြီးဒေါ်စင်မအောင်နဲ့ဩစတြေးလျနိုင်ငံသားရေးဝင်ကြီး ပန်နီဝွန်းတို့ဩစတြေးလျနိုင်ငံကင်ဘာရာမှာနိုဝင်ဘာလ18ရက်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။တွေ့ဆုံခဲ့စဉ်အတွင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေနိုင်ငံထက်ကျော်ရာဇဝဲမှုတွေနဲ့ဒေတာသွင်းငင်းကြဲရေးနဲ့တည်ငြိမ်ကိစ္စရပ်တွေဆွေးနွေးခဲ့ကြရလို့ NUG ကထုတ်ပြန်ထားပါတယ်။ NUG နိုင်ငံသားရုံးဝင်ကြီးဒေါ်စင်မအောင်ကစီကောင်စီရဲ့စီအုပ်ချုပ်ရေးဆက်လက်ခိုင်မာအောင်လှုံ့ဆော်ဖို့ရည်ရွယ်တဲ့လုပ်ငန်းစဉ်တိုင်းကိုပယ်ချဖို့အရေးကြီးကြောင်းဩစတြေးလျနိုင်ငံသားရုံးဝင်ကြီးပန်နီဝန်းကိုပြောကြားခဲ့ပါတယ်။ ဒါသည်ဩစတြေးလျနိုင်ငံရဲ့အင်ဒိုပစိဖိတ်ဒေသမှာဆွဲကင်ထားတဲ့အခြေခံမှုနဲ့လက်တွေ့ကျတဲ့ပုံဝင်ဆောင်ရွက်မှုအခန်းကဏ္ဍတွေကို NUG ကအတိမတ်ပြုကြောင်းနဲ့ဩစတြေးလျအစိုးရရဲ့ကမ္ဘာလုံးဆိုင်ရာလူခွင့်ရေးထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက်ကျေးဇူးတင်ရှိကြောင်းဝန်ကြီးစီမအောင်ကဆိုခဲ့ပါတယ်။ကရင်ပြည်တည်နယ်တပ်ပေါ်ပေါ့ကြီးလက်နက်ကင်တပ်တွေပူးပေါင်းလှုံ့ဆော်ကြဖို့ UPS ပိုင်းတိုက်တွန်းလိုက်ပါတယ်။ကရင်ပြည်ဒီမှာရှိတဲ့လက်နက်ကင်ဖွဲ့စည်းတွေပူပေါင်းပြီးတင်းနယ်တက်ပေါ်ပေါ်ရေးလှုပ်ရှားဖို့ကရင်ပြည်လူငယ်နဲ့တပ်မက UKS1 ကတိုက်တွန်းလိုက်ပါတယ် ကရင်နီဒီလူငယ်များတမက6တိုင်မြောက်ညီလာခံရဲ့6လပတ်အစည်းအဝေးကနေထုတ်ပြန်တဲ့ကြေညာချက်ထဲမှာအခုလိုဖော်ပြခဲ့တာဖြစ်ပြီးကရင်နီမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့စီးလုံးညီညွတ်မှုနိုင်ငံရေးအရာပေါင်းစည်းမှုတွေကိုအလေးပြီးဆောင်ရွက်ဖို့လဲကြေညာပါတယ်။အဲ့ဒီညီလာခံကိုဖဲခုံမြို့တနေရာမှာ19ရက်နေ့ကနေ19ရက်နေ့တွင်3ရက်ကျင်းပခဲ့တာဖြစ်ပြီးကိုဒလယ်ရီအကြံပေးတွေနဲ့ကရင်နီလူငယ်များတမက်ခရဲ့ဝန်ထမ်းတွေတက်ရောက်ခဲ့ကြတာပါ။ စေုပ်စုအနေနဲ့အတူရောင်ရွှေကောက်ပွဲကျင်းပနိုင်မှုအတွက်အကင်းအနီးအပအဝင်တနိုင်ငံလုံးကိုလေကြောင်းလက်နက်ကြီး drone တွေနဲ့အလုံးရင်းသွေးစစ်ဆင်နေပြီးလူခွင့်ရဲ့အမျိုးသမီးနဲ့ကလေးငယ်အခွင့်အရေးချုပ်ဖောက်မှုတွေလည်းကြုံတွေ့နေရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်စေုပ်စုဟာတရားဝင်မှုရဖို့နဲ့နိုင်ငံရေးထပ်ပေါက်ရဖို့အတွက်အတူရောင်ရွှေကောက်ပွဲကိုကျင်းပမှာဖြစ်ပြီးပြည်သူလူထုအနေနဲ့စေုပ်စုလုံးမဲ့ရွှေကောက်ပွဲကိုဆန့်ကျင်ဖို့မပူးပေါင်းဖို့လည်းလှုံ့ဆော်ထားပါတယ်။ မင်းလေးတိုင်းငဇုံမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို တော်လိုင်းတပ်တွေကအကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်35ဦးသေဆုံးခဲ့ပါတယ်။နိုဝင်ဘာလ18ရက်နေ့မနက်7:35မိနစ်ခန့်မှာငဇုံမြို့နယ်မြို့သာအထိုင်ရဲစခန်းကနေထနောင်းပင်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီအင်အား30ခန့်ပါစစ်ကြောင်းကိုကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းတပ်တွေဘက်ကလည်း PDF ရဲဘော်5ဦးကြာဆုံးခဲ့ပါတယ်။စစ်ကောင်စီဘက်ကအင်အားထပ်ဖြည့်လာတာကြောင့်လက်နက်ခဲယံတင်းစီရမိတာမျိုးမရှိဘူးလို့သိရပါတယ်။ တိုက်ခိုက်မှုကိုငင်းချန်တိုက်နယ်သုံးနဂန်လီကြောက်ကြားတပ်ဖွဲ့နဲ့နယ်မြေခံမဟာမိတ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ။